အလုံးမဲ့မင်္ဂလာပါ The Great Godzilla ထဲရောမှပြန်လဲချုပ်ဆိုလိုက်ပါတယ်အာရီယာနဲ့ဖြားနေတော့အတန်လေးကိုတော့တိကျပေးပါနော်အခုချစ်ပေးမဲ့ pickup line reading ကတော့တင်တဲ့သူချာ universe ပဲလို့အလုံးလုံးနေလဲဆိုတာကိုကြည့်ပေးမှဖြစ်ပါတယ်အဲဆိုရင်ပေးထားတဲ့ပုံလေးသုံးပုံလေးကနှစ်တပ်ပုံလေးတစ်ပုံရေးချက်ထားပါ okay ဒါဆိုရင်ဖိုင်ရုပ်လုပ်ပြီးလာပြီထင်ပါတယ်အဲ့တော့ Facebook ကနေ Terror မြင်ရလို့ပါက Facebook search bar မှာ The Great Godzilla Terror လို့ရိုက်ရှာလိုက်လို့ရှင် page ကိုလွယ်တကူရှာတွေ့နိုင်မှာဖြစ်ပါတယ် page messenger ကနေလည်းလောင်းမြင်ရလို့ရတယ်လို့ဗီဒီယိုတိုင်းမှာ Fiverr Telegram WhatsApp format တွေလည်းထည့်ပေးထားပါတယ် YouTube ကနေ reading link ကိုပုံမှန်ကြည့်ရှုခြင်းနဲ့ဆိုရင် YouTube channel လေးကို subscribe လုပ်ထားဖို့မေးမိပါနဲ့เนาะဒါဆိုရင်ဒီပုံလေးကိုရေးထားတဲ့ဖိုင်ဝမ်းလေးတွေ ီဒါဒီမှာဒါ universe နဲ့ universe ကပေါ့နော်သင်တဲ့သူကြဘလို့လုံးလုံးနေနေ sorry ဒါဒါနောက်ခုနဲ့ကြည့်ပေးမယ်ဒီ amelia ကြတော့တစ်ဖက်လူအတွက်ပေါ့နော်ဒါလေးကြတော့အဖြူလေးကတော့ hyone အတွက် hyone အတွက်တစ်ချမ်းဆွဲကြည့်မယ် င်ထူးတော့ဖိုင်ထူးတော့မဟုတ်ပါဘူး sorry ဒါဖိုင်ဝိုင်းရဲ့တစ်ဖက်လူပေါ့နော် Tua đất tờ đề phải chạy. rồi đó. Ở ra gì đó. Đó. Hải ngoan trọng. Sắp nó lấy trẻ trẻ nè đá bên đó. Chà mà chà bà mà rồi đi bác cổ chì mẹ. Rồi sẽ sai nặng. time for turning inward အဲ့တော့เนาะပြောမယ်ဆိုလို့ရှိရင်ဒီမှာသူကအဲ universe က phi 1နဲ့တစ်ဖက်လုံနေကြမှာဘလို့လုံးလုံးနေလဲဆိုတော့ phi 1ဘက်ကိုကြတော့သူကပါရီဖြစ်စေချင်တာလဲဆိုလို့ရှိရင်လေ ူကပေါ့နော်ပြောပြောလဲဖိုင်ဝမ်ကိုစိတ်ပြက်ပြက်တသားဖြစ်စေခြင်းလေနော် universe ကစိတ်ပြက်သားဖို့အတွက်ပေါ့နော်ဟိုဟာဖိုင်ဝမ်ကို control လုပ်နေတဲ့ပုံစံမျိုးလေးတွေ့ရတယ်နော်ပြက်သားတဲ့နာကိုပြက်သားလိုက်ပေါ့နော်ပျော်တဲ့အချိန်မှာပျော်နော်တကယ်များပေါ့နော်ဟိုချိုးလူတွေကိုဆိုလို့ရှိရင်ချိုးအရာတွေကိုဆိုလို့ရှိရင်လည်းပေါ့နော်ကိုယ့်ဘဝတွေကနေထွက်သွားခြင်းနဲ့ဆိုထွက်သွားခွင့်ပေးလိုက်ပေါ့တိလားလိုက်ပြီးတော့ဆွဲထားစရာမလိုဘူးဘာလဲဆိုတော့တစ်ခါကြောက်လို့ရှိရင် တယောက်နဲ့တယောက်ကြာမှရှိတဲ့ကိစ္စတွေကဟိုနည်းနည်းလေးဝေးကွာတော့မှတိတယ်ဆိုတော့ပုံစံမျိုးပေါ့နော်အဲ့တော့ဖိုင်ဝမ်ကိုကြာတော့ universe ကကို့ဘာသာကိုပြန်ပြီးတော့ဒီအဲကြောက်လာတဲ့အခြေအနေတွေပေါ်မှာကို့ဘာသာကိုပြန်ပြီးတော့ပေါ့နော်လေးလာသုံးသက်စေခြင်းနဲ့နော်လေးလာသုံးသက်သုံးသက်စေခြင်းနဲ့ကို့ဘာသာကိုပဲပြန်ပြီးတော့ဒီကြုံတွေ့ရတဲ့အရာတွေထဲကနေပြီးတော့ဟိုအတွေ့အကြုံတွေနမူနာယူပြီးတော့ပေါ့နော်သင်ခန်းစာယူပြီးတော့ ပျော်ရွှင်တဲ့ပုံစံတစ်ခုရရှိအောင်လို့ universe ဘက်ကနေပြီးတော့ဖိုင်ဝမ်ကိုအလုပ်လုပ်ပေးနေတယ်ဆိုတာမျိုးတွေ့ရတယ်เนาะဒါ universe ဘက်ကနေပြီးတော့ဖိုင်ဝမ်ကိုအလုပ်လုပ်ပေးနေတာအဖိုင်ဝမ်တော့ထင်တာကတော့ပေါ့เนาะဖိုင်ဝမ်ကိုဟိုကိုကိုကို ဘယ်လိုပြောမလဲဒီအချိန်မှာဆိုလို့ရှိရင်မဆုံးဖြတ်နိုင်ခြင်းတွေတော်တော်များများဖြစ်နေရမျိုးတွေ့ရတယ်เนาะဒါကြောင့်မလို့လို့ဒါကြောင့်မလို့လဲဒီဟိုဟာက universe ကနေပြီးတော့တိတိကျကျဆုံးဖြတ်ဖို့ရယ်တိတိချာလိလာသုံးသပ်ဖို့ရယ်ကိုဒီမှာပါလောက်ထားလဲဆိုအကြံပြုထားဆိုပုံစံမျိုးတွေ့ရတယ်เนาะအော်ချို့တော့ຢာတွေရပါတော့เนาะဘယ်လိုပြောမလဲဆိုလို့ရှင်ကိုကအပြင်းမန်းမှာဒါတာယာနေတယ်လို့ထင်ရပေမဲ့ပေါ့เนาะအတွင်းဘက်မှာအာကိုမသိတယ်ပေါ့เนาะအဲ့လိုမျိုး အတွင်းဘက်မှာချုံမိုးထဲကနေပြီးတော့တိုက်ခိုက်မှုတွေပါတယ်ဆိုတာရှိတယ်နော်ချုံထဲကနေပြီးတော့အာကို့ပေါ့နော်ဘယ်ချိန်တိုက်ခိုက်ရင်ကောင်းမလဲဆိုပြီးစဉ်းစားနေတဲ့အခြေအနေမျိုးလေးတွေရှိတယ်ဒါကြောင့်မို့ဒီမှာ oregano ပြောတာတာเนาะ self knowledge တဲ့ dive into your depths တဲ့ dive into your depths ဆိုတာမင်းရဲ့ အနားချမ်းဆုံးနေရာကိုဒါမင်ထိုးပါလို့သူပြောလိုက်တာနဲ့အတူတူပဲဝဲတဲ့အဲ့နေရာမှာ your true reside တဲ့နော်မင်းရဲ့အမှန်တရားတွေတည်ရှိနေတယ်တဲ့နော်အဲ့လိုမျိုးသိဖို့လိုနေတယ်နော် twin ထဲမှာဟိုအမှန်တရားရှိနေရဆိုပုံစံမျိုးလို့ပေါ့နော်အဲ့ twin ထဲကိုမစင်းရမစင်းကြည့်ရမယ်ပေါ့နော်အပေါ်ယံလေးပဲမနေနဲ့အဲ့လိုဆိုလိုတာနော်ပေါ်ယံလေးပဲမနေနဲ့တဲ့မင်း အာတည်တည်တည်ထိုက်တဲ့အရာတွေလေးလာမှတ်သားတဲ့အရာတွေစသဖြင့်အဲ့လိုအရာတွေကဟိုးနှက်ဆိုင်ဆုံးမှာရှိနေတယ်เนาะတချို့အရာတွေမင်းကအပေါ်ယံလေးပဲကြည့်ပြီးတော့ဆုံးဖြတ်တာမျိုးဖြစ်နိုင်တယ်ကွာသိလား vision quest လို့ပေးထားတယ်เนาะ vision quest လို့ပေးထားတဲ့အတွက်ကြောင့်ဒါအမြင်အာရုံနဲ့ဆုံးဖြတ်တဲ့မိခိုးနေမိခိုးနေရဒီအခြေအနေတစ်ခုရဲ့အကြောင်းဟိုဟာအဖြစ်ဘောเนาะဖိုင်ဝန်နေဘက်ကနေပြီးတော့ပြောရမယ်ဆိုလို့ရှိရင်အမြင်လေးနဲ့ပဲဆုံးဖြတ်တာမျိုးတွေရှိနိုင်တယ်သိလားအာတကယ်တမ်းကျတော့ဒါဘယ်အထိ သွားဖို့လိုလဲဆိုလို့ရှိရင်အတွင်းဘက်အထိဝင်ပြီးတော့အဖြေရှာဖို့လိုတယ်ပေါ့နော်အဲ့လိုရေတွင်းဆိုရေတွင်းအနက်ထဲခုံဆင်းတယ်လို့မျိုးပေါ့မနတာကြောက်ထဲဆင်းခိုင်းတာမဟုတ်ဘူးကြောက်ထဲဆင်းခိုင်းတာမဟုတ်ဘူးကိုနဲ့နဲ့ရှင်ရှင်တွေးတော့ဖို့လိုနေတဲ့အရာတွေကို universe ကမင်းကိုအဲ့ဒီအပိုင်းမှာအလုံးလုံးပေးနေတယ်တလောက်တစ်ဖက်လူဘက်ကိုကြာတော့ဘယ်လိုပုံစံမျိုးနဲ့ universe အလုံးလုံးနေလဲဆိုတော့ တဖက်လူကကြတော့ဘလို့ဖြစ်နေရလဲဆိုလို့ရှင်လေသူကကြတော့ဗောနော်သူ့ကိုလဲနော်ဟို universe ကဖြစ်စေချင်တာကသူ့ကိုကြတော့နောက်လှည့်တဲ့ခိုင်းနဲ့နောက်လှည့်တဲ့နောက်လှည့်စေချင်တဲ့ဗောနော် universe ရဲ့ဆန္ဒရှိနေတယ် တော့တော့ဘာဖြစ်လို့လဲဆိုလို့ချင်းဩဒီဘယ်ဟာတော့အဆင်မပြေတော့ပါဘူးဘယ်ဟာတော့ငါထားခဲ့ရမယ့်အရာပဲဆိုတော့ဇွတ်ပေါ့နော်ဇွတ်ရှေ့ကိုဆက်သွားဖို့အတွက်တွေးတောနေရမျိုး universe ကသူ့ကိုတွေ့တယ်နော်အဲကိစ္စတော်တော်များများမှာဆိုလို့ရှိရင်ဥမာဖိုင်ဝမ်းနဲ့ဆက်ဆံရေးပဲဖြစ်ဖြစ်တခြားသောစီးပွားရေးလုပ်မှုတွေပေါ့နော်။ဘာကိစ္စပဲဖြစ်ဖြစ်သူကအဲရေကုန်တော့ပိတ်နေပြီးတော့ရှေ့ကိုပဲဆက်ပြီးတော့သွားလိုက်တော့မယ်ဆိုပြီးတော့နော်ဒီမှာလဲ a time for turning နဲ့ in word တဲ့နော်။ဒါပြန်လှည့်ခိုင်းတာ နော်ပြန်လဲရမယ့်အချိန်အထိုင်းဖော်ထန်းနေ in what racing sign line နဲ့တိတိစိတ်လေးနေပြီးတော့ပြန်လှည့်ရမယ့်အချိန်ကာလဖြစ်နေရပါတော့။အဲ့ဒါကိုသူကဒီမှာဖိချော့ဆွနဲ့ပါထားရဆိုတဲ့အခါကျတော့အဲဘယ်ဟိုဘာလို့ဖို့ပဲစူးစမ်းနေလဲဆိုတော့ရှေ့ကိုသွားဖို့ပဲစူးစမ်းနေတယ်။နော်တစ်ဖက်လူပါလေ။ရှေ့သို့သွားဖို့ပဲစူးစမ်းနေတယ်။တကယ်ကြတော့အခုချိန်မှာသူကသူလုံးနေတဲ့လမ်းကြောင်းကပေါ့နော်။ ဟိုငါရှိကိုဆက်သွားနိုင်တယ်ကျတာတွေအကုန်ထားခဲ့ပြီးတော့ငါရှိကိုမောင်းနေနိုင်တယ်လို့သူ့ကိုယ်သူအဲ့လိုရင်ရထားတစင်းလို့ထင်နေတယ်ဆိုပေမဲ့ဒီမှာဘော်ဒွန်ကကသတိပဲကြားထားတာဖြစ်တဲ့အတွက်သူဟို attractive ဖြစ်နေတယ်ပေါ့နော်ဆွဲလန်းနေတဲ့အခြေအနေတွေအစိတ်အာယုံဖြတ်မနိုင်တဲ့အခြေအနေတွေဆိုတာက ရှိနေသေးတယ်နော်သူ့ရဲ့စိတ်ထဲမှာအဲ့လိုမျိုးတွေရှိနေသေးတယ်နော်တရားမလို့သူသူ့ကိုဘယ်လိုဖြစ်စေချင်တာလဲဆိုတော့ဟိုဟာဒီ universe ကစကားတွေအများကြီးမပြောနဲ့နော် ဒီမှာဒီလိုမျိုးဒါချမ်းတဲ့နမိတ်လေးဟုတ်တယ်ဆိုပေမဲ့ဒါဒီပုံကတနည်းအားဖြင့်ပြောရမယ်ဆိုနှာခေါင်းကိုပိတ်ထားတာမဟုတ်ဘူးဒီလား mask လို့ပဲပါးစပ်ကိုပိတ်ထားတဲ့သဘောတရားမျိုးရှိတယ်။နော်ပေါ်ကပတ်ထားတဲ့ပုံစံဒါပညာသားပါတယ်ပါးစပ်ကိုပိတ်ထားတဲ့သဘောမျိုးရှိတယ်။ဒါကြောင့်မလို့ဒီ window ဆိုတဲ့ကတ်လေးမှာ rush in silent လို့သူကပြောထားတာနော် ဆိုတဲ့အခါကျတော့တခါကြလို့ရှိရင်ဖိုင်ဝမ်းရဲ့တစ်ဖက်လူကပြောရမယ်ဆိုအခုချိန်မှာတော်တော်ပေါ့နော်ပြောမယ်ဆိုစကားများနေရမျိုးလည်းဖြစ်နိုင်တယ်ကွာတည်လားအဲ့လိုစကားတွေများနေတယ်ဆိုတဲ့အခါကျလို့ရှိရင်အမှန်တော့စကားလုံးတွေကအဓိကမဟုတ်ဘူးနော် universe ကသူ့ကိုပြောချင်တာစကားလုံးတွေကအဓိကမဟုတ်ဘူး ူကဒီမှာထွက်သွားသဆန်းဆိုပျော်ပါးပါးနဲ့ထွက်သွားတယ်လို့သူ့ကိုယ်သူထင်နေပြီမြဲတကယ်တော့နောက်ဆုံးကတ်မှာဘာနဲ့ပိတ်ပေးထားလဲဆိုတော့အခုပေါ့နော်သူကဒီစာကဲတစ်ခုပေါ့ဖိုင်ဝမ်းနဲ့ပတ်သက်တဲ့စာကဲတစ်ခုပဲဖြစ်ဖြစ်ဖြစ်စေဘလုံးမပေါ့နော်ဒီကိဖိုင်ဝမ်းနဲ့အဆင်ပြေမှာမဟုတ်တော့ဘူးဒီမှာသဘောပါထားတယ်ဆိုတော့သိတဲ့အတိုင်းမတယောက်နဲ့တယောက်ကအချိန်နေချင်းဝေးကွာနေပြီပြန်လည်ပြီးတော့ညှိနှိုင်းမှုအဆင်ပြေမှာမဟုတ်တော့ဘူးသူနဲ့ကိုယ်နဲ့ပေါ့နော်အဲ့လိုမျိုးဟိုမတူညီတဲ့အချက်တွေအများကြီးရတယ် စသဖြင့်အကြောင်းအရာမျိုးမျိုးနဲ့သူတွေးနေရမျိုးရှိနေမယ်အဲ့ခါကြလို့ရှိရင် universe ကသူ့ကိုအဲ့လိုမဖြစ်စေချင်ဘူးအဲ့ तू ကအဲ့လိုတတ်မှတ်ပြီးတော့ဗောနော်သူ့ရဲ့ life ကို तू ကိုယ့်ဘာသာကိုယ်ပဲမောင်းနေတော့မယ်ဆိုရှေ့ကိုဆက်ပြီးတော့သွားနေရမျိုးရှိဒါပေမဲ့လို့ universe ကသူ့ကိုဖြစ်စေချင်တာအဲ့လိုမျိုးတွေဗောနော်တော်ကြီးပွားနေမယ်အစား မလိုအပ်တဲ့နေရာမှာ energy တွေသုံးနေမယ်အစားအသာလေးပဲပါဇက်ကိုပိတ်ထားနော်ပါဇက်ကိုအသာလေးပိတ်ထားပြီးတော့တစ်ချက်လောက်ပြန်လှည့်လိုက်ပါနော်ဖိုင်ဝမ်ဘက်ကိုဖြည်းဖြည်းပေါ့နော်အဲ့လိုမျိုးတစ်ချက်လောက်ပြန်လှည့်လိုက်ပါအဲ့ဒါဆိုလို့ရှိရင်အဲ့ဒီအခြေအနေကဟိုသူလိုချင်တဲ့အခြေအနေမျိုးကိုရောက်သွားလိမ့်မယ်နောက်ပြီးတော့အဲ့ဒါမှတကယ်ဖိုင်ဝမ်နဲ့ပြန်ပြီးတော့နီးစပ်မဲ့အခြေအနေမျိုးဖြစ်နိုင်တယ်ဆိုရပုံစံမျိုးပေါ့နော်ဒီလိုမျိုးလေးတွေသိအောင်လို့သူ့ကို universe ကနေပြီးတော့ပါဇက်ပိတ်ထားဖို့လိုတယ်ဆိုရပုံစံမျိုးနဲ့ တကန်းစာပေးနေရဲဆိုတာမျိုးတွေ့ရတယ်နော် universe ကသူ့ဘက်ကိုအဲ့လိုလေးလုပ်နေရဲဆိုတာမျိုးတွေ့ရပါတယ်အဲ့တော့အော်ဒါပြောမယ်ဆိုလို့ရှိရင်တော့အများကြီးကြံပြောလို့ရသေးရဲ့ဒီလားဒီနေ့ reader reading ဖတ်တာနည်းနည်းလေးနောက်ကြလို့ဟောနည်းနည်းလေးချုပ်ပြီးပြောမယ်နော် ဒါဆိုရင်ဒီပုံလေးကိုရေးထားတဲ့ fine tool လေးတွေကဲဒါ fine tool ပတ်ချက် ဒီဘက်ကတစ်ဖက်လိုအတွက် oracle ခါးလေးဆွဲလိုက်မယ်။ 怎么说，计样吧呢？ ကဲအဆွင်ကြည့်ရအောင်ဖိုင်2ပတ်ချောင်းကိုကျတော့ universe ပါလုံနေတယ် universe ပါလုံနေလဲဆိုလို့ရှိရင်ဖိုင်ဖိုင်ကိုပေါ့နော် universe ကနေပြီးတော့အခုချိန်မှာနာနာလေးနှက်နေရဲ့ဆွဲပုံစံမျိုးတော့တွေ့ရတယ်ဒီလားဖိုင်2ကလည်းအယုံလွယ်တယ်နော်ဒီမှာပြထားတဲ့ပုံစံရဆိုဖိုင်2ကအယုံလွယ်တယ်နောက်ပြီးတော့ပေါ့နော်ကိုကိစ္စမဟုတ်တဲ့ကိစ္စတွေမှာလည်းဝင်ပြီးပါတယ်နော်အဲ့တော့ ိုအဲ့လိုကိစ္စတွေကအချိန်တန်လို့ရှင်ပေါ့နော်ဖိုင်ဒူးကိုလူတွေကနေပြီးတော့ဟိုနောက်ကြောသားနဲ့ထိုးတာနေတိစာဖောက်တာတွေဒီလိုမျိုးတွေလှုပ်လှုပ်သွားတယ်ဒီလားဖိုင်ဒူးတစ်ခုခုပေါ့နော်ဥမာအဲတခုခုတိဆောက်တော့မယ်လို့ set up လုပ်တော့မယ်လို့စဉ်းစားရတဲ့အခါကြလို့ရှင်ဖိုင်ထူး set up မလုပ်နိုင်အောင်တွက်ပေါ့နော်အဲ့လိုမျိုးလူတွေကိုယုံကြည်ခြင်းတွေကနေပြီးတော့ဖိုင်ထူးကဒုက္ခတွေရောက်တယ်နော်အဲ့လိုယုံကြည်မိတဲ့အတွက်ဒုက္ခတွေရောက်တယ်အဲ့လိုရောက်တဲ့အရာကိုနော် universe ကနေပြီးတော့အဲ့လောက်ထိ ဟိုအလုရှုပ်ခံရမလားသူတပားတွေအတွက်ပေါ့နော်ကိုအဲ့လောက်ထိဒုက္ခခံရမလားဆိုပုံစံမျိုးနဲ့အဲအလုတွေအလုတွေပေါ့နော်အလုတွေရှုပ်အောင်လို့ကိုရဲ့ live ထဲမှာနေကိုပါတာကိုကိုကပါအချမ်းမှာလှုပ်ဆရာတွေအများကြီးဖြစ်လာအောင်လို့ဖိုင်ဒူကနေဟိုပါလဲ sorry universe ကနေပြီးတော့ဖိုင်ဒူကို အရှုပ်တို့တွေပေးမဲ့ပုံစံမျိုးရှိတယ်သိရမလားဥပမာဆိုလို့ရှိရင်ကျမ်းမာရေးဆိုလို့ရှိရင်ကျမ်းမာရေးစီးပွားရေးလူမှုရေးတခြားကဏ္ဍတွေပေါ့နော်ဖိုင်တူးမှာလှုပ်ရှားတွေအများကြီးပေါ်လာနိုင်မယ်မလှုပ်လို့လည်းမရဘူးဆိုတဲ့ပုံစံမျိုးအခြေအနေမျိုးတွေကိုဖိုင်တူးကြုံတွေ့ရနိုင်မယ်နော်အဲ့လိုကြုံတွေ့ဖို့အတွက် universe ကစီစဉ်နေတယ်အဲ့လိုမစီစဉ်ဘူးဆိုလို့ရှိရင် ဖိုင်တူးကဘာဖြစ်မလဲဆိုတဲ့အခါကျတော့လေဖိုင်တူးကကိုယ့်အကူပေါ့နော်ဘဝကို အာလေပြီးတော့ဗောနော်အဲ့လိုမျိုးဟိုရေစုံမျောကျင်တဲ့စိတ်မျိုးဖြစ်မှာဆိုလို့ဖိုင်တူးကိုစွန်စားခန်းနေအာဆက်ပြီးတော့လှုပ်လို့ရအောင်ဗောနော်အဲ့လိုမျိုးပုံစံမျိုးနဲ့ဟိုသူက universe ကလှုပ်လှုပ်ပေးချင်နေတဲ့ပုံစံမျိုးရှိတယ်တိလား အဖိုင်နုဒါမတာပေါ့နော်အကယ်၍ဒီလိုမျိုးရှုပ်ထွေးနေတဲ့တောအုပ်တစ်ခုကိုဖျက်တမ်းရတယ်ဆိုမှဒါဖိုင်နုကသတိကြီးကြီးထားပြီးတော့အမှုမဲ့အမှတ်မဲ့မနေတော့မှလေနော်ကိုယ့်အကူဆိုလို့ရှိရင်ဖိုင်နုကကိုယ့်ကိစ္စကိုမလုပ်ဘူးသူများကိစ္စတွေလိုက်လုပ်ရင်းနဲ့ရန်နေများနေရမျိုးပေါ့နော်သူများကိစ္စတွေလိုက်တွေးနေရင်းနဲ့သူများကိစ္စတွေနဲ့ပဲပေါ့နော်အော်အချိန်ကုန်ပြီးတော့ကိုယ့်အတွက်ပေါ့နော် private time ရှိရပုံစံမျိုးလို့ဖြစ်နေတာမျိုး universe ကနေပြီးတော့အဲ့လိုမဖြစ်အောင်လို့သူ့ဘက်ကနေ ဖိုင်ထူးကိုအလုပ်တွေရှုပ်အောင်လို့เนาะအရှုပ်တွေလုပ်ပေးမပုံစံမျိုးရှိတယ်เนาะတဖက်လူကိုကြတော့ universe ကပါလုံနေလဲဆိုလို့ရှိရင်အဲနာကြီအောင်လုံနေရဲ့ဆိုပုံစံမျိုးတွေ့ရတယ်ဒီလားနာကြီအောင်လုံနေရဲ့ဆိုတာကဥမာသူပေါ့เนาะသူယုံကြည်လို့ကိုးကွယ်လိုက်တဲ့အရာတွေကသူ့ကိုပြန်ပြီးတော့ပေါ့เนาะဟိုတာတာနဲ့နန္နာပြန်နှက်မဲ့သူမျိုးတွေဖြစ်တယ်ဆိုတာမျိုးပေါ့เนาะ ဲ့လိုမျိုးတွေနဲ့ပတ်သက်ပြီးတော့ဒုက္ခတွေကြုံတွေ့ပြီးတော့စိုးရိမ်တော့ကဖြစ်အောင်လို့တစ်ဖက်လူကိုအာလုံနေတယ်ဆိုတဲ့ပုံစံမျိုးတွေ့ရတယ်နော်ပတ်သက်တစ်ဖက်လူကိုပေါ့နော်ဒီအာ universe ကကြတော့ဘာလုံနေလဲဆိုလို့ရှိရင်အယူပုံမြောက်ပေးတယ်လို့မျိုးဖြစ်နေရဲ့ဒီလားခွေးဆိုလို့ရှိရင်လည်းရှူတက်ပြီးကိုက်ကိုက်ကိုက်ပေါ့နော်အဲကြက်ဆိုလို့ရှိရင်လည်းအဲ့လိုပဲပေါ့ရင်းနဲ့မှုတ်ပေးပြီးတော့ဟိုပါပေါ့อืม ဟိုတိုက်တိုက်တိုက်ပေါ့နော်ဟိုဘယ်လိုခေါ်လဲကြတိုက်တယ်ခေါ်တာပေါ့နော်အဲအဲ့လိုမျိုးဖြစ်အောင်လို့အဲ့လိုမျိုးဖြစ်အောင်လို့ဒီ universe ကနေပြီးတော့စီစဉ်နေတယ်ဆိုရယ်ဆိုရယ်ပုံစံမျိုးတွေ့ရတယ်တိလာအဲမှတ်လောက်သားလာအောင်ပေါ့နော်မှတ်လောက်သားလာအောင်လှုပ်ဆန်းกว่าဆိုရယ်ပုံစံမျိုးနဲ့သူ့ဘက်ကနေပြီးတော့တစ်ဖက်လူကိုအာ universe ကစီမံနေရယ်ဆိုရယ်ပုံစံမျိုးတွေ့ရတယ် spring နဲ့ a time for renewal နော် setting to ဟုတ်တယ်နော်အကြမ်းမလို့ပြောတာနော် step into လို့ပြောတာ renewal ဖြစ်ဖို့အတွက်တဲ့အချိန်အချိန်တစ်ခုပေါ့နော် spring ဆိုပြန်ပြီးတော့အစ်စ်ပြန်ဖြစ်ဖို့အတွက် เนาะအသစ်ပြန်ဖြစ်ဖို့အတွက်အဲ့တော့အသစ်ဆိုရဲ renew ဆိုရဲအသစ်တခုမလာခင်မှာပြည်သူတို့ကလောကကြီးမှာဘာကြုံရလဲဆိုတော့လောကဓာတ်တခုအဆုံးသတ်ကိုကြုံရတယ်ဒီလားအဲ့လောကဓာတ်တခုအဆုံးသတ်မှာလူတွေကဘာဖြစ်လဲဆိုလို့ရှိရင်မကောင်းတဲ့လူကိုကောင်းတယ်ထင်တယ်เนาะငဲပန်းကိုရွှေပန်းထင်တယ်ဆိုရဲအခြေအနေမျိုးတွေပေါ့နော်ငဖယ်လိုမျိုးစုံနေထည့်ပြီးတော့နာနာထူထောင်းခံရတယ်ဒီလား universe ကအဲ့လိုမျိုးလောကဓာတ်ကထူထောင်းတာပေါ့နော်အဲ့ထူထောင်းတဲ့အခန်းကဏ္ဍမှာတစ်ဖက်လူကိုထားထားတယ် အဲ့လိုပုံစံမျိုးเนาะအကယ်၍သူဘောเนาะဥမာကိစ္စတစ်ခုရှိလို့ယုံကြည်လို့တိုင်မလိုက်တယ်ဆိုလို့ရှိရင်အဲ့တိုင်မလိုက်တဲ့လူတွေကကိုယ့်ကိုသူ့ကိုပြန်ပြီးဒုက္ခပေးတာမျိုးเนาะဒါပေမဲ့သူလိုချင်တဲ့အရာတစ်ခုနဲ့ပတ်သက်ပြီးသူစ조사တယ်ဆိုလို့ရှိရင်အဲ့ဒီအရာကသူ့အတွက်လိုက်လေဝေးလေဖြစ်နေတာမျိုးအဲအဲ့လိုအခြေအနေမျိုးတွေမှာเนาะအဲသူကောင်းတဲ့လိုထင်ပြီးတော့ပေါ့เนาะနေနေတဲ့စင်မမနေနေတဲ့အချိန်မှာတခြားလူတွေကမလုပ်လဲဆိုတော့ဟိုပါပေါ့ လက်ကုတ်လက်ဝါးတီးပြီးတော့ဗောနော်အယူပုံမြောက်ပေးပြီးတော့ကကဆွဲပုံစံမျိုးဗောတကယ်ကြတော့ဟိုသူကနေတာလှချင်မှလည်းလှမယ်ဗောနော်ဒါမှမဟုတ်လက်ခုတ်လက်ဝါးတီးပြီးတော့လှတယ်လှတယ်ဆိုပြီးတော့ဗောနော်ဝိုင်းပြီးတော့မြှောက်ပေးတဲ့အခြေအနေတစ်ခုပေါ့အဲ့အဲ့လိုမျိုးလဲကြုံတွေ့ရလိမ့်မယ်နော်ဆိုတာမျိုး တွေ့ရတယ်အဲ့လိုမျိုးတွေ့ရတယ်အဲ့တော့ပြောမယ်ဆိုလို့ရှိရင် အဲတကူးတကပေါ့နော်သူ့ကိုအဲ့လိုလူတွေကဖန်တီးပြီးတော့လုံနေတယ်ဆိုတာမျိုးမသိပဲနဲ့ပေါ့နော်သွားသွားပြီးတော့ဟိုအာကိုလိုက်မိတာတို့ပါပေါ့နော်အဲ့လိုမျိုးလှုပ်တော့မှနောက်ကျလို့ရှိရင်သူအဲ့လိုတော့ကရင်လည်းဂျုံရတယ်ဆိုတာမျိုးကိုသူ့ကိုအဲ့အစ်စ်မှာထားထားတယ်ဘာလို့လဲဆိုတော့တိတ်မကြခင်မှာ renewal ဖြစ်မဲ့အချိန်ပေါ့နော်နော်အသစ်ပြန်ဖြစ်မဲ့အချိန်တစ်ခုရောက်ရှိလာမယ်အသစ်ပြန်ဖြစ်မဲ့အချိန်တစ်ခုရောက်ရှိလာမယ်ဆိုတော့အဲ့အသစ်မဖြစ်ခင်မှာဘာဖြစ်လဲဆိုရင် အစ်စ်မဖြစ်ခင်မှာအဖာဖြစ်တော့လဲဆိုတော့အဲ့လိုနာနာနှက်တဲ့အစ်စ်ပေါ့နော်အဲ့ဒီအစ်စ်မှာအာ universe ကသူ့ကိုအဲ့လိုလေးစီမံနေရဆိုတာမျိုးတွေ့ရတယ်နော်ဒါဆိုရင်နည်းနည်းလေးချုံပြီးတော့ဟုတ်ပြီမနော် ဒါဆိုရင်ဒါက pine 3 pine 3အတွက်ကြည့်ရအောင် open your server to the unseen adoration is revealed ဖိုင်ဝမ်ကိုတော့ oh sorry ဖိုင်သရီကိုတော့ universe ကတခုခုထုတ်ဖော်ပြီးတော့ပြသတာမယ်နော်ဖိုင်သရီမသိတဲ့အရာတချို့ရှိနေတယ်နော်အဲ့ဒီအရာတွေနဲ့ပတ်သက်ပြီးတော့ဒါအချိန်ကြာညောင်းခဲ့တဲ့ကိစ္စလည်းဖြစ်နိုင်တယ် เนาะလူဟောင်းလည်းဖြစ်နိုင်တယ်စဖြစ်မှာเนาะအချိန်ကြာနေတဲ့ဖိုင်3အနေနဲ့တော်တော်လေးကိုတီးခတ်ပြီးတော့ဆောင်းဆိုင်နေရတဲ့ကိစ္စတစ်ခုမှာအောင်မြင်ဖို့ရှိတယ်เนาะအဲ့ဒါအင်းနဲ့ပတ်သက်ပြီး mystery ဆိုဒီမှာနည်းနည်းလှဲ့ခွက်ဆန်တယ်ပေါ့เนาะဖိုင်3အတွက်နည်းနည်းလေး surprise တော့ဖြစ်ဖို့ရှိရယ်ဆိုတာမြင်တွေ့ရတယ်ဒီလားနော်ကိုပေါ့နော်မတိခဲ့မမြင်ခဲ့မကြားခဲ့ပေါ့နော်မလုပ်ဖူးခဲ့တဲ့အဲ့လိုမျိုးအရာနဲ့ပတ်သက်ပြီးတော့ surprise result လေးပေါ့နော် surprise လို့ဖြစ်သွားမှာတိလာအဲ့လိုအခြေအနေလေးတစ်ခုကိုတွေ့ရတယ်နော် အဲ့ဒီခြေနေလေးတစ်ခုဖြစ်ဖို့ကိုသူ့ဘက်ကနေပြီးတော့အာဒီဟိုဟာပေါ့ surprise ပန်းစည်းကင်ပြီးတော့လာပြီးတော့ surprise လုပ်တယ်လို့ပုံစံမျိုးနဲ့ကြုံတွေ့ရဖို့ရှိရယ်ဆိုတာမျိုးတွေ့ရတယ်တိလာ fan 3အနေနဲ့ပေါ့နော်ဒီမှာကြောင်လေးရလဲတော်တော်လေးပြုံးနေတာဆိုတော့ဒီအခြေအနေနဲ့ကြုံတွေ့ရတဲ့အခါမှာ fan 3ဘက်ကတော်တော်လေးပျော်ဖို့ရှိတယ်နော်ပျော်သွားဖို့ရှိတယ်ဘာလို့လဲဆိုတော့ဒါကပြောမဲ့ဆိုလို့ရှိရင်အစမှာတော့ the one နဲ့ဆက်သွားပြီးတော့အဆုံးမှာစေစောကန်နဲ့ဆိုတော့ ပြောမှဆိုလို့ရှိရင် ပြီးွားတန်တန်တရာတစ်ခုပြီးသွားတယ်လို့ထင်တဲ့ကိစ္စမျိုးတွေကတဖန်ပြန်ပြီးတော့အောင်မြင်လာဖို့ရှိရလို့ပြောလို့ရတယ်။ဒီလားအဲ့လိုပုံစံမျိုး ဟိုဟာ universe ကစီစဉ်နေတယ်နော်စီစဉ်နေတဲ့ find 3တဲ့ဥမာဆောင်းဝက်ဆိုလို့ရှိရင်ဆောင်းဝက်ပေါ့နော်စာပြင်ဒီကိစ္စနဲ့ပတ်သက်ပြီးတော့တော်တော်လေးအာအောင်မြင်ကြော်ကြားဖို့ရှိတယ်နော်အာလူထင်ကြီးဖို့ရှိတယ်အဲ့လိုပုံစံမျိုးလေးတွေ့ရတယ်ဘလို့ပဲပေါ့နော်ဒါသည်အာ find 3ရဲ့စိတ်ထဲမှာကိုယ့်အတွက်ပြဿနာတစ်ခုပေါ့နော်ဖြေရှင်းလို့မရတဲ့ပြဿနာတစ်ခုလိုမျိုးအသွင်တံစိတ်အာယုံထဲမှာ ဖြစ်တယ်ဆိုလို့ရှိရင်တောင်မှအာ find 3ဟာ မျက်စိကိုဖွင့်ပြီးနားကိုဆွမှုလို့တယ်လို့ပြောနော် universe ကပြောနေတယ်အဲ့တော့ universe က find 3အတွက်တကားတစ်ချက်ကိုဖွင့်လှစ်ပြီးတော့ပြတော့မယ်နော် universe အဲ့လိုမျိုးအလုံးလုံးနေတယ်ဆိုတာမျိုးတွေ့ရတယ်အ direction is revealed ဆိုတော့ direction တစ်ခုကိုသူ ပြန်ပြီးတော့ထုတ်ဖို့ပြတာတော့မယ်နော်ဆိုတဲ့အခါကျတော့တကားချက်တစ်ခုပွင့်ဖို့ရှိတယ်အကယ်၍ကိုကပေါ့နော်ဘဝတက်လန်တစ်ခုစဉ်းစားနေလားဒါမှမဟုတ်ရှင် relationship တစ်ခုတည်ဆောက်ဖို့စဉ်းစားနေလားဘယ်အပိုင်းမှာပဲဖြစ်ဖြစ်ပေါ့နော်တစ်ခုခုနဲ့ပတ်သက်ပြီးတော့ဟို binary မသိတဲ့အကြောင်းအရာတချို့ပေါ့နော်အဲ့ဒါတွေကိုဖော်ထုတ်ပြဖို့ရှိတယ်ဆိုတာမျိုးတွေ့ရတယ်နော်ဒါဆိုလို့ရှင်ဒီဘက်ကတစ်ဖက်လို့ တော်ဖက်လူရဲ့အခြေအနေကလိုဖြစ်နေလဲဆိုလို့ရှင်သူကလေသူ့ကိုကြတော့ဟိုရှင်ပြိုင်မှုတွေပြန်ဆိုင်မှုတွေကြားထဲမှာ universe ကထားထားတယ်เนาะသူအေးစစ်စစ်နေလို့မရဘူးသူ့မှာသူ့မှာပေါ့เนาะဒီဘတ်ပေါင်းစုံကန္နာပေါင်းစုံတွေးတော့ဖို့အကြောင်းအရာတွေအများကြီးရှိရဲဆိုတာမျိုးတွေ့ရတယ်เนาะအဲ့လိုပုံစံမျိုးနဲ့တွေ့ရလိမ့်မယ် တော့ကသူကပေါ့နော်အခုချိန်မှာဟိုပြန်မတ်တွေအများကြီးနဲ့ရှင်ပြိုင်နေရတယ်။ပြန်မတ်တွေအများကြီးကသူ့ကိုအလဲထိုးဖို့စ조사နေတဲ့အချိန်အချိန်လေးတစ်ခုမှာ universe ကသူ့ကိုထားထားတယ်ဆိုတာမျိုးတွေ့ရတယ်နော်။အဲ့တော့သူသွားနေတဲ့လမ်းသူသူခရီးသူ့ရဲ့ဘဝခရီးကရန်ကြီးဟိုချောမွေ့နေလို့မဟုတ်တဲ့ချောမွေ့နေတာမျိုးမဟုတ်ဘူးပေါ့နော်။နည်းနည်းကြမ်းတမ်းနေတယ်။အဲ့ကြမ်းတမ်းနေတဲ့အချိန်လေးမှာ အာ universe ကသူ့ကိုထားထားတယ်ဆိုတာမျိုးတွေ့ရတယ်နော်။ကြမ်းတမ်းနေတယ်ဆိုပေမဲ့ ဟိုဝင်ပြီးတော့အตาလေးဝင်ပြီးတော့မကူညီဘူးเนาะဒီမှာကဟိုပြောမယ်ဆိုလို့ရှင်ဒီ reading ဒီ pine 3မှာကဟို pine 3ဘက်ကိုတော့ universe ကတော်တော်လေးဟိုတက်တက်ညံ့ညာဆွဲပုံစံမျိုးတွေ့ရပြီးတော့ဒီတစ်ဖက်လူဘက်ကိုတော့အဲတက်ညာမှုတအားမရှိဘူးပေါ့နော်။ဘာလို့လဲဆိုတော့အနီးနားမှာရှိတဲ့ယုံကြည်ရတယ်လို့ထင်တဲ့သူတွေကလည်းဂုံးချော့စကားတွေပြောတာမျိုးနော်။အာဂျားလီသွေးအောင်လို့လောက်တာမျိုးဒီလိုမျိုးတွေလည်း ဟိုကြုံရတတ်တယ်เนาะအဲ့လိုပုံစံမျိုးကြုံရတတ်တယ် secret sexuality reconnect with the source of your divine sexuality ဆိုတော့အဖိုင်တရီရဲ့တစ်ဖက်လူကလေပြောမယ်ဆိုရင်ခုချိန်မှာပေါ့เนาะဒီသူအပေါင်းဖော်လဲလိုအပ်နေတယ်เนาะလိုအပ်နေရဆိုတော့ပုံစံမျိုးအခြေအနေမျိုးမှရှိတယ်ဒီလားအဲ့သူအထီးကျန်နေရမျိုးပေါ့နော်အဲ့လိုပုံစံမျိုးလေးရှိတယ်အဲ့တော့ universe ကသူ့ကို ်ဘာလုပ်ပြီးဘာလုပ်ဖို့စဉ်းစားနေလဲဆိုရင်အဲ့လိုမျိုးသူ့အဖို့လုံးနေတယ်ဆိုတော့ပေါ့နော်စိတ်မျိုးဖြစ်အောင်လို့သူ့ကိုထည့်ပေးနေတယ် universe ထည့်ပေးနေတယ်ဆိုတဲ့ပုံစံမျိုးတွေ့ရတယ်နော်ဟိုကေမီများပေါ့နော်သူကအစောကရရပေါ့နော်ငါ ပါစီးပွားရေးပဲလုပ်လို့ပညာရေးပဲလုပ်လို့ relationship ပဲဖြစ်ဖြစ်တယောက်တည်းပဲနေလို့ရတယ်ငါတယောက်တည်းစီမံလို့ရတယ်လို့ပေါ့နော်ငါတကောကောပြီးတော့နေခဲ့တဲ့အချိန်တွေ ရှင့်ရှိလိမ့်မယ်နော်အဲ့လိုမျိုးရှိတဲ့အချိန်တွေကနေပြီးတော့သူသူ့ကိုဘယ်လိုဖြစ်စေလဲဆိုတော့ကိုကိုကိုပြန်ပြီးတော့စိတ်ပြတ်လာစေတယ်နော်အကူအထလိုချင်လာစေတယ်နောက်တစ်ခုပါလဲဆိုတော့ဘေးနားမှာပေါ့နော်အဲ့လိုမျိုးအဖို့ရှိတာမျိုးလိုချင်လာစေတယ်နော် universe အဲ့လိုမျိုးလုံးလုံးနေတယ် ဆိုတဲ့အခါကျတော့ဘလောက်ပဲပေါ့နော်အကယ်၍အနောက်ရှက်တွေရှိရှိကိုလိုချင်တဲ့အရာကငါလက်ထဲကိုရောက်ကိုရောက်ကမယ်ဖြုတ်ကိုဖြစ်ကမယ်ဆိုတဲ့စိတ်မျိုးနဲ့ဟိုဘဝကိုတွားတွားတတ်အောင်လို့ယူနီဘာစ်ကသူ့ကိုပညာသားပပနဲ့ ပညာပေးနေတဲ့ဆွေပုံစံမျိုးတွေ့ရတယ်เนาะပြောမှဆိုလို့ရှိရင်သူ့ကိုအဲ့လိုမျိုးလှောင်ပိတ်ထားတဲ့เนาะစိတ်ဆက်ဝင်တဲ့ကနေစိတ်ဝင်ဝိုင်းတဲ့ကနေထွက်လို့ရအောင်လို့လဲ universe ဘက်ကနေပြီးတော့ဗောနော်သူ့ကိုဟောအရေးမွတ်တစ်ခုဗောနော်အဲ့လိုမျိုးဟင့်တစ်ခု ပေးဖို့ရှိတယ်ဆိုတာမျိုးတွေ့ရပါတယ်เนาะ ဲ့လိုပုံစံမျိုး universe bug ကအလုံးလုံးနေပါတယ်လို့နော်ဒါဆိုလို့ရှင်တာက python3.reading ဖြစ်ပါတယ်ဒီလိုမျိုးကောင်းစင်နဲ့နောက်တစ်ခါထပ်လုပ်ပေးမယ်ဆိုဆိုလို့ရှင်ဒါထပ်အသေးစိတ်လုပ်ပေးပါမယ်နော်အခု reader လည်းနည်းနည်းနောက်လဲကြတယ်နည်းနည်းလေးအင်္ဂါတလို့လည်းဖြစ်နေလို့နော်ချုပ်ပြီးတော့ပဲဟောပြလိုက်ပါတယ်ဒါဆိုလို့ရှိရင်တော့က python3.reading ဖြစ်ပါတယ်အဲ့တော့ python လောချီကိုဖတ်ပြီးသွားပါပြီအားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေ next stream မှာပြန်လည်ဆုံးနေကြမှာနော်